2014-2015ကဘောလုံးရာသီရဲ့ပရီးမီးယားလိပြင်ပကအောင်မြင်ဆုံးအင်္ဂလိပ်ကစားသမားများအလုံးပဲမြင်လာပါဘောလုံးဒီပါဖေးဥပိတ်တဲ့ YouTube channel ကနေကြိုလိုက်ပါတယ်အင်္ဂလိပ်ကစားသမားအများစုတတိပြုတ်ရရင်ဗီဂျီကျိုးမာကြီးကဘရိုသမားတွေဟာပရီးမီးယားလိကလွယ်ပြီးအခြားသောလိတွေမှာပါဝင်ကစားဖို့တိုးဆုပ်ကြပါတယ်အကြောင်းကတော့အစားအသောက် တိထုံးစံအပါဝင်လူတွေထိုင်မှုပုံစံတွေကြောက်ပါအင်္ဂလန်လိုင်းစင်ပေါ်လို့အသိကြီးမှလည်းပြည်ပြတဲ့အခြေဆိုင်ကစားသမားတွေကအဓိကသာရွေးချယ်တည်ရှိပြီးရင်းရဲ့အကျိုးဆက်ကတော့အင်္ဂလိပ်တွေကအဓိကပြိုင်ပွဲတော်တော်များများမှာ အောင်ပြသိခဲ့ရတာပါ1966မှာကမ္ဘာချန်ပီယံတောက်သုံးဖြစ်ခဲ့တဲ့ပြည်သက်သားတွေကတရားဝင်ဖျက်ပြောက်ခဲ့တာဟာယနေ့နဲ့ဆိုရင်နှစ်ပေါင်း59နှစ်ရှိကြခဲ့တာဖြစ်ပြီးဂျာဂူမြင်တဲ့အင်္ဂလိပ်ဘောလုံးလောကက တာဝန်ရှိသူတွေဟာစတိုလာရီအန်ဆယ်လော့တီဂွာရီရူလာမွန်ယွန်စတဲ့ဒေသကြီးကြီးပါတွေကိုပရီးမီးယားလိဂ်ကိုရောက်လာချိန်မှာတော့သူတို့ရဲ့လူငယ်လေးကြီးရေးစီပံကိန်းတွေနဲ့ဥပဒေတွေချမှတ်ပြီးဥရောပမှာငလန်ထုဖို့ကြိုးပမ်းခဲ့ပါတယ်ရင်းနှောက်ဘက်မှာဆိုရင်လေအင်္ဂလိပ်ကစားသမားတော်တော်များများဟာသူတို့အတွက်ကွန်ဖော့ဆိုကိုဖြစ်နေတဲ့ပရီးမီးယားလိဂ်ကလေအခြားသောဥရောပထိပ်တန်းလိဂ်တွေကိုအပြားအပြားထောက်ခွာကစားခဲ့ကြပါတယ်ဒီစီရင်များများပြောက်ဝေးပေးကြတာကတော့ 2014 2025ဘောလုံးရာသီမှာဒီဒီကျိုးပြပပါဖတ်ကစားခဲ့တဲ့အင်္ဂလိပ်ဘောလုံးသမားတွေနဲ့အောင်မြင်ဆုံးသောကစားသမား၅ဦးရဲ့အကြောင်းအရာအချို့ပါဒီစင်းမှာနံပါတ်၅နေရာပါဝင်လာသူက Sorry Glad အဟိလိတပါကစားနေတဲ့အင်္ဂလန်တက်စီဘူးအိုင်ဗန်ဒိုလေးဖြစ်ပါလေယူရို2024မှာအင်္ဂလန်အသင်းနဲ့အတူဒုတိယဆုရရှိခဲ့တဲ့အိုင်ဗန်ဒိုလေးဟာဥရောပထိပ်တဲ့အသင်းတွေရဲ့ အပြန်အဆန်ကန့်လွတ်မှုကြားကြတယ်ဆော်ဒီကိုတွားဖို့ရွေးချယ်ခဲ့ပါလေရှလင်မြန်မှုနဲ့အဆုံးသက်တရားမှုတွေပေါက်ဆက်ထားတဲ့အိုင်မန်ဟာကစားသမားဘဝမှာငွေကြေးနောက်ကိုလိုက်ခဲ့သူတို့ဝေဖန်မှုတွေရှိပေမဲ့အဟီလီပါ သူပြားသားခဲ့တဲ့အကောင်းဆုံးပုံစံတွေက အားရစရာကောင်းလွန်ပါလေတစ်ဖက်မှာလည်းဂိမ်းပေါင်း900ချစ်သူတို့နာမည်ကြီးတဲ့အိုင်မန်ဟာ လောကစားကိုအေးအေးလူလူလုတ်တိုင်ဖို့ဥရောပအစား အာရှကိုရွေးချယ်တာဖြစ်တယ်လို့လည်းဝေဖန်မှုတွေကရှိနေပါတယ်။ဘလို့ဝေဖန်မှုတွေရှိနေပါသည်အိုင်ဗန်တူနီကတော့ဂိုသွေးမိုဆိုတူရဲ့ DIA ကို sorry ပြန်မှာလဲဆက်လက်ပြသနိုင်ခဲ့ပြီးအဲဟီလီအသင်းအတွက်ကစားကြည့်ခဲ့တဲ့တိုင်ပွဲစုံ44ခွဲ့မှာတွင်ကို30အထိကိုရရှိခဲ့ပါတယ်။ဒါဟာ sorry ပရိုလီရဲ့ယခုရသည်ရွှေဖက်နှက်ဆုရှင်ခရစ်စီယာနိုရိုဒိုပြီးရင်ဒုတိယမြောက် သွေးကိုအများသောပမာဏပါအိုင်မန်ရဲ့ပြသခဲ့တဲ့ခြေစွမ်းကြောင့်ပဲဒီပြတူချက်ရဲ့အင်္ဂလန်လူစည်အသစ်မှာဆက်လက်ရွေးချယ်ကြီးခံခဲ့ရပါတယ်နံပါတ်၄မစ္စတာဂရင်းဝုမနစ်ကလူရတီကမန်ယူကလေအပီးပိုင်ထွက်ခွာခဲ့တဲ့ဂရင်းဝုအတွက်မာစီအသစ်ဟာအေရှင်ကောင်းဖြစ်ခဲ့ပါတယ်သူ့ရဲ့လူပူရေးပြဿနာကိုပြည်ဖုံးခါချက်ကမိသားစုနဲ့ပြောင်းလဲပြီးဖြစ်တဲ့ဂရင်းဝုဟာမာစီအသစ်ချန်ပီယံလိဂ်ကိုပြန်လည်ရလမ်းကြောင်းမှာအထူးကနေရာကလေ ခြေစွမ်းပြသထားပါတယ်လက်ရှိမှာအသက်23နှစ်အရွယ်သာရှိသေးတဲ့ခရင်းဟုကယခုရာသီမာဆေးအသင်းကိုလည်းအမှန်ပင်ဆရာဒုတိယနေရာကိုရောက်ကြည့်အောင်အဓိကနေရာကဥဆောင်ကစားထားခဲ့တဲ့အပြင်သူကိုယ်တိုင်လည်းပြည်သိလူကြီးရဲ့ဂိုးသွေးပြင်စုကိုပြည်ရဲ့ကြီးချက်စီဘူးဒန်ဘီလီနဲ့ပူတွဲရရှိထားသူပါနီးပြဖြစ်သူတိစားပြီးနဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်တဲ့ဖြစ်စဉ်အချို့ရှိသေးပေမဲ့အသင်းတက်စစ်ပါ ပုံစံမျိုးစုံနဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကသူနဲ့နီးပြအကြာ နားလည်မှုကို အကြာကြီးတိစရာဝရှိမနေပါဘူးမာဆယ်ဂရူးအတွက်မာဆယ်အသင်းကယူရို30တသက်ပေးချေခဲ့ရပါတယ်ဒါဟာထိပ်တန်းကစားသမားတူကို အချိုးချောင်းဈေးနဲ့ရခဲ့တဲ့လူတော်ဖြစ်ခဲ့တာပါနံပါတ်3ဂျူးစ်ပါလီဟန်တနည်းကသူ့ရဲ့ပွဲဥထွက်ရာသီပါလီဘာလီပြူးရဲ့သူရဲကောင်းဖြစ်ခဲ့တဲ့ပါလီဟန်ဆိုရင်ဘလွန်ဒီရောစုအတွက်ပါအန်ဒီဆက်တုံရောက်ရှိခဲ့ဘူးသူပါဒါပေမဲ့ယခုရာသီမှာတော့ ဒဏ်ရာပြတ်တရာတွေများပြားခဲ့တဲ့တွေ့ရဟာလာလီဂါပါတာမက ချန်ပီယံလိပါပါ အရှုံးကြီးရှုံးခဲ့ရတာဖြစ်ပြီးဒီရလတ်တွေကပဲဘာလီယံကို ဖြစ်တဲ့ရဲ့တတိယပြောက်အောင်မေဆုံးကစားသမားနေရာကိုဆွဲချသွားခဲ့တာဖြစ်ပါလေယခုရာလီရီရဲ့အသည့်ရဲ့တိုက်စစ်ခန်းစစ်တပိုင်းစလုံးရုံးကန်နေရပေမဲ့ဘာလီယံပါဝင်တဲ့ကိုင်းတဲ့ကစားဟန်ကအကောင်းဆုံးပုံစံရှိနေခဲ့ပြီးဘာလီယံကိုယ်တိုင်ပြိုင်ပွဲသို့90ဒုဝဲကစားတွင်ကို14ခုနဲ့ ဂိုးဖန်ထင်းမှု6ရက်အထိပြုတ်ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ပိုပြီးချီးကျူးစရာကောင်းတာကပြီးခဲ့တဲ့ဘရိုဆာကြီးတစ်ခုလုံးဘာလင်ဟန်ဟာပခုံးတရာကိုခွဲစိတ်ကူးသားဖို့လိုအပ်နေပေမဲ့ခွဲစိတ်ကူးသားလိုက်ရင်အသင်းရဲ့အဓိကပွဲတွေကိုလွဲချုံမှာဆုတဲ့အတွက်ဒံယာကြီးတန်းတဲ့အသင်းရဲ့ပွဲတွေတွေကိုပါဝင်ကစားပေးခဲ့ခြင်းဖြစ်ပါတယ်။ယခုချိန်မှာတော့ပခုံးတရာခွဲစိတ်ကူးသားပြီးတဲ့ဘာလင်ဟန်ရီယယ်နဲ့အတူ ကလကဘာဖလာပြိုင်ပွဲဝင်ပြီးတမိုင်းတဲ့ရေးထုတ်မှုပြစ်စလေးရရှိနေပါတယ်။နံပါတ်1တော်မီနီမန်ယူအသင်းကသုံးမရလို့ပြစ်ပယ်ခဲ့တဲ့ကစားသမားဟာလက်ရှိမှာမာရာဒိုနာလိုမျိုးနေဗယ်မြို့မှာကွန်ပျူတာကိုခံနေခဲ့ရတာကစမ်းကြင်နေပါတယ်။ကွန်တီတွန်ဒီပြနဲ့လက်တွဲခွင့်ရခဲ့တာကတော်မီနီအတွက်ကံကောင်းမှုတစ်ခုဖြစ်ပြီးအသင်းရဲ့ကစားပုံထက်တိုက်စစ်ပိုင်းမှာဦးစားပေးကစားခွင့်ရခဲ့ခြင်းကတော်မီနီကိုအရာရာတောင်းလဲခွင့်ပေးရတာဖြစ်ပါတယ်။ အထူးသဖြင့်ဒိုမီနီယာအသင်းကြီးတွေပြုတဲ့ပွဲစဉ်တွေမှာဂိုးတွေသွင်းနိုင်ရတာမကမဖြစ်မနေအတန်ရဖို့လိုအပ်ချက်တွေမှာလည်းသူ့ရဲ့ဂိုးတွေနဲ့နာပိုလီသင်းဟာအသက်ဆက်ခဲ့ရတာဖြစ်ပါလေ။ဒါကြောင့်လဲဒိုမီနီယာယခုရာသီရဲ့စီးရီးရဲ့အကောင်းဆုံးကစားသမားစုကိုထိုက်တက်တန်တန်စကူရကြီးခဲ့တာဖြစ်ပါတယ်။ဒိုမီနီယာသူ့ရဲ့ပွဲဥထွက်ရာသီမှာလည်းစီးရီးဖလားကိုအရယူနိုင်ခဲ့ပြီးပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားစုကို ရရှိနိုင်ခဲ့တာကြောင့်နိုင်ယူအသေးပေါ်အောင်စီရန်တို့လူကာကူတို့ရဲ့ဆက်ညကိုပါလိုက်မီနိုင်ခဲ့ပါတယ်ဒီလိုအောင်မြင်မှုတွေဟာတော်မင်းကြီးအတွက်လွယ်လွယ်ကူကူနဲ့ဖြစ်လာတာတော့မဟုတ်ပါဘူးဒါတွေဟာသူ့ရဲ့စူးစမ်းမှုရလဒ်ဒေတာဖြစ်ပါတယ်နံပါတ်၁ဟယ်ရီကိန်း2024-2025ဘောလုံးရာသီရဲ့အောင်မြင်ဆုံးသောအင်္ဂလိပ်ဘုံတပါကတော့အင်္ဂလန်အသင်းခေါင်းဆောင်ကြီးဟယ်ဒီကိဖြစ်ပါတယ်အငင်းပွားစရာမရှိတဲ့ဥရောပအကောင်ဆုံး တိုက်စစ်ကစားသမားဟာလယ်သမားလူတို့ဖြစ်နေတဲ့ဂျာမန်လူပါတော့ဆူဖလာတုံးအတွက်ရုံးကန်ခဲ့ရတာပါယခုရာသီဘိုင်ယန်မြို့နယ်အတွင်းအတွက်ပြိုင်ပွဲဆုံး46ပွဲကစား38ဂိုးသွင်းပြီးဂိုးပန်ဒီမှု73ချိန်တိရှိခဲ့တဲ့ဟယ်ရီကိန်းဟာအလားတူစွမ်းရည်မျိုးကိုဆယ်စုနှစ်တဆုကျော်ကြာစွမ်းဆောင်ပြထားသူဖြစ်တာမို့ယခုရာသီဘွန်လတီကဖလားတော့နေပဲနှစ်သိမ့်ခဲ့ရတာကသူ့အတွက်တော့မတန်ပါဘူးလက်ရှိမှာတော့ဒီပြကိုပနေဥဆောင်တဲ့ဘိုင်ယန်မြို့နယ်အတွင်းဟာအမေရိကမှာကျင်းပမယ် ကလပ်ကဖဖလားမှာအောင်ဝဲခံနိုင်ဖို့ပြက်မှတ်ထားနေတာကိုတွေ့ရပါတယ်။ဟယ်ရီကိန်းအနေနဲ့ရင်းပြိုင်ပွဲမှာသာအသင်းနဲ့အောင်မြင်မှုရရှိခဲ့ပြီးဂိုးသွင်းအများသောကစားသမားဖြစ်ခဲ့ရင်တော့ယခုနှစ်ဘလွန်ဒီရောစုကိုလည်းမျှော်လင့်နိုင်မှာဖြစ်ပါတယ်။ယခုမျှော်ဝေပေးထားကတော့2024 2025ဘလွန်ညာလီရဲ့ပရီးမီးယားလိပြင်ပါကအောင်မြင်ဆုံးသောအင်္ဂလိပ်ကစားသမားများဆိုတဲ့အကြောင်းအရာလေးပါအစိုးရနှောက်ထောင်ပေးခဲ့လို့အားလုံးကိုကျေးဇူးပါဗျာ။